မင်္ဂလာပါရှင်ဆက်ဟာနာရှင်ရေကောက်ပွဲပေါ်သူတို့တန်းဆိုတဲ့အင်တာဗျူးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့ကနာဆောနှစ်ပေတီတီကအသိပညာရှင်တက်ပညာရှင်တွေတက်ကြလှူရှားသူတွေနဲ့တော်လိုင်းရေးပတ်တော်သားတွေကိုမေးမြန်းဆွေးနွေးထားတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့တော်လိုင်းရေးထောက်ပို့တက်သားတွေဖြစ်တဲ့မဖူးငယ်နဲ့ကိုခင်လိုင်းကိုအခုလိုတွေ့ဆုံမေးမြန်းထားပါတယ် င်္ဂလာပါကိုခင်လိုက်နဲ့မဖူးငယ်ရေအခုလိုမျိုးကျမတို့ရဲ့စီစဉ်မှာပါဝင်ဖြစ်ကြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့အဲကျွန်တော်နာမည်ကိုခင်လိုက်ပါခင်ဗျာလက်ရှိကော်ဘရာစစ်ကြောင်းမှာထောက်ပို့တာဝန်အနေနဲ့ထမ်းဆောင်နေပါတယ်ခင်ဗျာဟုတ်ကဲ့ကျမနာမည်ကမဖူးငယ်ပါရှင်လက်ရှိမှာ အမျိုးသားနဲ့တူတူကော်ဘရာမှာပဲထောက်ပို့တာဝန်ကိုထမ်းဆောင်နေပါတယ်ရှင်ကျွန်မအဆုံးအနေနဲ့မဖူးငယ်တို့ကိုခင်လိုက်တို့ပေါ့နော်ဒီတော်လိုင်းဖြစ်တမ်းမှုလေးတွေကိုပြပြပေးပါအောင်ရှင် โอเคကျွန်တော်ရင်းတို့ရဲ့တော်လန်ရေးဖြတ်တမ်းမှုကတော့ဗောနော်လက်ရှိကျွန်တော်ဗောနော်အဲကျွန်တော်2021မှာဒီဝီယန်ထွန်းတို့ကိုမင်းတို့ကြာဆုံးတဲ့အချိန်မှာကျွန်တော်အဲတော်လန်ရေးကိုစပြီးပါဝင်ခဲ့တယ်ဗောနော်ကျွန်တော်တို့ဆန္ဒပြတယ်ဗောနော်ဆန္ဒပြပြီးတော့ဒီတင်းမောချင်းနေပါသူတို့တိမ့်တဲ့အချိန်မှာကျွန်တော်လက်နက်ကင်နေပြီအိုက်တုံးနေလက်နက်ကင်နေပြီ20ရက်နေမှာသူတို့တွေကြာတယ်အဲ21 22ဒီအဲ့နောက်ပိုင်းမှာကျွန်တော်ကဂျီဆက်ဖွဲ့ဗောနော်ကျွန်တော်အရင်ကျွန်တော်လူငယ်လေးတွေနဲ့ကျွန်တော်ဂျီဆက်ဖွဲ့ရဲ့ခေါင်းဆောင်လုပ်တယ်လုပ်ပြီးတော့ကျွန်တော်ဒီ အမှတ်9 yes scan နေအမှတ်6 yes scan နေမှာညနေမှာကျွန်တော်ညနှစ်နာရီ3နာရီမှာအဖွဲပေါင်း300 400နဲ့ပေါ့နော်ကျွန်တော်တို့မီးပလင်းတွေပါနေနဲ့အင်အားတွေလုံရင်းနဲ့ဝင်စီးကြတယ်အဲရဲတွေပါနေလဲကျွန်တော်တို့ကိုယ်တိုင်လုတ်ခဲ့တာရှိရပေါ့နော်အဲအဲ့မှာတိတ်မကြောက်ဘူးကျွန်တော်3လပိုင်း16ရက်နေမှာကျွန်တော်အိမ်ဝင်စီးတယ်ဝင်စီးပြီးတော့ကား9စီးနေပေါ့နော်အဲအိမ်အပေါ်ထက်အောက်ထက်အကုန်လုံးရှိတယ်မြတ်တိမ့်သွားတယ်ပေါ့နော်ကျွန်တော်ကတော့လွတ်တယ်ကျွန်တော်မိသားစုအကုန်လုံးအဖမ်းခံလိုက်ရတယ်ပေါ့နော် ူတို့တွေတော့ဖမ်းခံလိုက်ရတယ်ကျွန်တော်ကတော့လွတ်တယ်အလွတ်ပြီးတော့ညနေပိုင်းလောက်ရောက်တော့အဲသူတို့ကထောင်တက်မပို့သေးဘူးမိသားစုကိုမပို့သေးဘဲနဲ့အဖေတွေအကူတွေတူတွေပေါ့နော်သူတို့တွေကိုမင်းနဲ့လဲမလားပေါ့နော်အဲလဲမလားပေါ့မင်းတယောက်ပဲလူကျင်တာပေါ့သူတို့လွတ်ပေးမယ်ပေါ့အဲမှာကျွန်တော်ကလက်ရှိကျွန်တော်ရဲ့အဲအတူလုံနေတဲ့ရဲဘော်ရဲဘက်တွေရောအကူတွေရောလက်မေးကြည့်တယ်ပေါ့နော်အဲငါအဖမ်းခံတင်လား ဒါမှမဟုတ်ပြေးတင်လာပါတော့မေးတော့ကျွန်တော်ကိုဝင်ခွဲကညီလေးမေးပြေးလိုက်သူတို့ကအပြစ်မလုပ်ထားတဲ့အတွက်ကြောင့်မလို့လွတ်ပေးမှာချိန်တန်ရင်မင်းကတော့ပြေးပြေးဆိုတော့ okay အားဆိုလဲကျွန်တော်ပြေးမယ်ဆိုပြီးတော့ပြေးလိုက်တယ်အပြေးလိုက်တဲ့အချိန်မှာကျွန်တော်ကတော့လွတ်သွားတယ်ပေါ့နော်အလွန်မြောက်တဏှာကိုရောက်သွားတယ်အမိသားစုကတော့သူတို့တွေထောင်ချလိုက်ကြတယ်ပေါ့နော်ဒါအကြာကြီးတော့မဟုတ်ပါဘူးနှစ်ပိုင်းပဲပေါ့နော်သူတို့တွေတော့ပြန်လွတ်တယ်လို့သိပါတယ်ဒါပေမဲ့အဆက်အသွယ်တော့မရှိတော့ဘူးပေါ့လက်ရှိတော့ ဆိုအကုန်ဆက်တွေ့ဖြတ်ထားတယ်ဗောနော်အဲအဲ့လောက်ပါပဲလောတယ်ကျွန်တော်ကတော့2020ခုနှစ်အရှိပိုင်းမှာတော့ငယ်ကသူနာပြုဆရာမတယောက်ဗောနော်ဒါပေမဲ့ဒီဟိုလွတ်လပ်တဲ့ဒီမိုကရေစီကိုကိုကကြိုက်တယ်အစားတည်းကမတရားမှုမှန်သမျှကိုလည်းကိုကတိတ်ပြီးတော့မကြိုက်ဘူးအဲဒါမဲ့ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာကျတော့ဘလို့တွေဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ privacy ဖြစ်တဲ့ဖုန်းတွေတောင်မှအသိမ်းခံရတယ်ယူစစ်ခံရတာမျိုးတွေ ်ပြီးတော့ကို့အကြောင်းအလောင်းမှာတို့အကုန်ပြလိုက်ပြောပြနေရတာဒါတွေလက်မခံနိုင်တဲ့အတွက်ပေါ့နော်ဒီမတရားမှုကြီးကိုမကြိုက်တော့တဲ့အတွက်ပေါ့ကို့ကိုကိုအဲငါဒီဒီတဲမှာမပါဝင်လဲငါကိုငါလိပ်ပြမလုံဘူးဆိုတဲ့စိတ်နဲ့ပေါ့ငါဘာပဲလှုပ်ရလှုပ်ရဆေးတက်သားပဲလှုပ်ရလှုပ်ရထမင်းဟင်းပဲချက်ရချက်ရဆိုပြီးတော့အာနဲ့ဟိုသူနဲ့ဆက်သွယ်ပြီးတော့ရောက်လာခဲ့တာပေါ့နော်အဲရောက်လာခဲ့ပြီးတော့အခုတော့အစတော့တော့သူလက်နှက်ကင်တို့လိုမျိုးကိုလည်းအဲ့လိုမျိုးနောက်ကနေလိုက်ပြီးပါရမီဖြည့်တယ်ပေါ့နော် အဲအခုအချိန်မှာ तू ကလက်နဲ့မကင်နိုင်တော့ဘူးအဲ तू ယောဂနဲ့ तू ကြောက်ကက်ဝေဒနာလည်းခံစားနေရပြီးတော့နှစ်ချိန်ပေါ့နော်အခုချိန်မှာခွဲစိတ်ထားတယ်ဆိုတော့အဲ तू လက်နဲ့မကင်တော့နောက်ဘူးအမောမခံနိုင်တော့ဘူးလက်ရှိမှာဘာတာဝန်တွေထမ်းဆောင်နိုင်မလဲဆိုတော့ဒီထောက်ဖို့တာဝန်တွေကိုဟိုထမ်းဆောင်နိုင်နေဆိုတော့အဲ့ဒီထောက်ဖို့တာဝန်တွေကိုလောက်ကင်နေပဲအခုလက်ရှိပေါ့နော် အတူတူလောက်ကင်ပြစ်နေတယ်ပေါ့ ဒီတုံလင်းထောက်ဖို့ရဲဖို့ဆိုတဲ့ကဏ္ဍမှာကုခင်လိုင်းတို့စည်းမောင်းနေကအဓိကဘာတွေလှုပ်ဆောင်နေပါသလဲဒီလုပ်ငန်းရဲ့အရေးပါပုံကိုလည်းရှင်းပြပေးပါဦးဟုတ်ကဲ့အော်အဓိကကတော့ဟောပေါ့ရဲဘော်တွေရဲ့ရှေ့တန်းရဲဘော်တွေရဲ့အဓိကကျွန်တော်တို့ထောက်ဖို့နေရာမှာတော်တော်အသုံးဝင်ပါတယ်ပေါ့နော်ကျွန်တော်တို့ထောက်ဖို့နေရာဘယ်လိုလဲဆိုတော့ထောက်ဖို့မရှိရင်လည်းသူတို့စစ်တိုက်ဖို့မလွယ်ဘူးလीနော်အဟိုလိုဖြစ်လို့ပြောတာမဟုတ်ဘူးအဲ့တော့ လူတွေရဲ့အဲတကူရီတုံးပေါ့နော်ကျွန်တော်တို့ခေါင်းစားအခြေဆုံးပေါ့ဖနက်ခြေအိတ်ဘစ်နော်ဒါတွေရဲ့အစားပြီးရင်စစ်တုံးယူနီဖောင်း equipment ကြီးကကျွန်တော်ခဲရန်ပိုင်းတော့တာဝန်မယူပါဘူးကျွန်တော်နေရာကရေခါရှာဖွေရေးရှိမယ်အဲ့လိုမျိုးပေါ့သူ့ရဲ့တကူရီတုံးစစ်တုံးပစ္စည်းတွေနဲ့ပတ်သက်တာတွေကိုကျွန်တော်တာဝန်ယူထားရတယ်ပေါ့နော်အဲသူလည်းအတူတူပါပဲဟုတ်ပါတယ်လက်နက်ခဲရန်ကတော့ဒီကိုရီးယားရှာစရာမလိုဘူးလေစစ်ကြောင်းကသူ့အနေနဲ့သူ ဒီစစ်သုံးဟိုစစ်စစ်တိုက်ဖို့ ਨੇ ပတ်သက်ပြီးတော့သူတို့ရှာတယ်အဲငယ်တို့ကြတော့ဒီရဲဘော်ရဲ့တကူရေသုံးဖြစ်တဲ့အဲစစ်အုပ်ထုပ်စစ်ဖက်နက်ပြောရလို့ရှင်ယူနီဖောင်းဟိုအနာဝယ်ရာအစားပေါ့နော်သူတို့လူစိုးထိန်လေးတွေအစားခြိအိတ်ကအစားအကုန်လုံးတာဝန်ယူရပါတယ်ကိုယ်တိုင်ကလည်းထောက်ပို့တက်တာတွေဖြစ်နေတဲ့ခါကျတော့စစ်ဟာနာရှင်ကရွေးကောက်ပွဲကိုပြုလုပ်မယ်လို့သတင်းကြားတဲ့ချိန်မှာဘယ်လိုခံစားရပါသလဲ။ ကျွန်တော်အနေနဲ့ကတော့ထွေထွေထူးထူးမရှိပါဘူးဗျာမရှိဘူးဆိုတော့ငကိုကနေကလည်းဒါတည်းသိပြီးပြီလေကျွန်တော်တို့တွေတို့တွေလုံမယ်ဆိုတာလည်းသိတယ်မဖြစ်ဖြစ်အောင်လုံမယ်ဆိုတာလည်းသိတာပဲနော်ဒါကြောင့်မလို့လည်းပြင်းနေတဲ့အတိုင်းခုနကတိုင်းနဲ့ပြင်းနေ14ခုရှိတဲ့နေရာမှာနေရာအနှံ့တို့တွေထူးစစ်တီဆင်းနေနေရာတွေပြန်အသိမ်းလုတ်ပြတယ်ပေါ့နော်လုတ်ပြပြီးတော့တို့ကယူကောက်ပွဲယူအောင်မြင်ကြောင်းတို့ကလှုပ်ရှင်တာဒါပေမဲ့နိုင်ငံတကာကရောအာလက်ရှိပြည်တွင်းမှာရှိတဲ့အတန်း60သောပြည်သူတွေက သူတို့ကိုထောက်ခံတဲ့လူကလွဲပြီးကြံတဲ့ပန်း60တော့ပြည်သူတွေဘယ်သူမှလက်မခံအောင်ဒါတွေကိုကျွန်တော်တို့ကျွန်တော်ပြောစရာမလိုဘူးပေါ့နော်အားလုံးကလည်းတည်ပြီးသားဖြစ်တယ်လူတယောက်ရဲ့အသွေးသားကိုပြောင်းလဲလို့မရဘူးလေနော်အဲ့တော့စိတ်ခံစားချက်ကိုလည်းပြောင်းလဲလို့ရမှာမဟုတ်ဘူးသူတို့ဒီအာနာရှင်ဒီထိုင်ကုန်ပေါ်တက်ထိုင်ပြီးဆိုတော့သူတို့လှုပ်ချင်တာလှုပ်မှာပဲအဲ့တော့လှုပ်ချင်တာလှုပ်စိတ်ဝင်စားဘူးအဓိကငကိုတဲက အနာရှင်ကိုမကြိုက်တဲ့သူကကြိုက်မှလည်းမဟုတ်ဘယ်တော့မှလည်းကြောင်းလဲတော့မှမဟုတ်ပါဘူးရှင်ဟုတ်ပါတယ်ဒီရေခုပ်ပွဲကတကယ်တမ်းတိုင်းပြည်အတွက်အရေးပါတဲ့နိုင်ငံရေးအပြောင်းလဲကိုဖော်ဆောင်နိုင်မယ်လို့ထင်ပါသလားစစ်မှန်တဲ့ဒီမိုကရေစီကိုအမှန်တကယ်ပြီးဆွဲနိုင်မယ်လို့ကိုထင်ပါသလားမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးဆိုတာဘယ်လိုလဲဆိုတော့ဖက်စစ်ရေကောက်ခွေးထွက်ပေါက်ပေါ့နော်အဓိကကတော့သူတို့ရဲ့ဒီထွက်ပေါက်ကိုသူတို့ကလှုပ်ရှင်လာလှုပ်ရှင်လာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုဒီကောင်တွေရဲ့ထွက်ပေါက်ကိုကျွန်တော်တို့ကလည်းပေးဖို့ မတန်ဘူးပေးလည်းမပေးမှာမဟုတ်ဘူးသို့တော့သူကတော့ရအောင်လို့လုပ်ပါပဲချောင်းပါပဲလေရအောင်လုပ်ပါပဲခုနပြောသူဒီကျွန်တော်တို့ဟိုအမှုပညာရှင်တွေเนาะကျွန်တော်တို့ဘက်မှာယက်တီထားတဲ့လူတွေကိုချင်းချောက်ပြီးတော့သူတို့တွေလှုပ်ခိုင်းနေဒါတွေကိုလည်းကျွန်တော်နားလဲပါတယ်เนาะဘလို့နေနေပြည်တွင်းမှာရှိတဲ့လူတွေကနောက်ကနေပြီးတော့တနက်ကြီးထောက်ထားတာကြီးကိုကျွန်တော်တို့ကမလုပ်လို့မရဘူးလေဒါကိုသူတို့ကနားလဲပြီးလို့ရတယ်သို့တော့ကျွန်တော်တို့ကဘာနဲ့သွားမှမလို့ဆိုတော့ကိုလုံးဆရာရှိတာကိုတနက်မှမှဆက်သွားရုံပဲတော်ကြနေသူတို့ယူကောက်ပွဲလုံးလို့ ငါတို့တော့မလုပ်တော့ဘူးကွာပြန်ကြမယ်လက်နဲ့ချရမယ်ဆိုတော့လူကတရားရခိုင်နှုံးမှာ99ရခိုင်နှုံးမှာမရှိဘူးတရားတရားခိုင်နှုံးမှာရှိတယ်ဆက်တော်လံမှုလူကအဲ့တော့ကျွန်တော်တို့ကသူ့အတူရေကောက်ပွဲလှုပ်ရှင်လုံးမလှုပ်ရှင်နေဘဲကောင်းမဲ့တမရဖြစ်နေဖြစ်နေကျွန်တော်တို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုမရောက်မချင်းကျွန်တော်တို့ဆက်ပြီးတော်လံကောင်းပါပါခင်ဗျာ ကျော်လင်ရေးကိုထောက်ပို့နေတဲ့သူတွေရဲ့အမြင်အရပေါ့နော်ဒီရွေးကောက်ပွဲကိုလက်ခံခြင်းဒါမှမဟုတ်ရှင်ပယ်ချခြင်းကလက်ရှိတော်လင်ရဲ့အရှိန်အဟုန်ပေါ်မှာဘလို့တက်ရောက်မှုရှိမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဓိကကတော့သူတို့ကပယ်ချတာထက်ကျွန်တော်တို့ကပယ်ချလို့ကတော့ရမှာမဟုတ်ဘူးမရဘူးပယ်ချလို့ဘာလို့သူတို့ကမဖြစ်ဖြစ်ဖြစ်အောင်လုပ်မှာပဲခုနပြောတဲ့စကားလေးလိုပဲဒါပေမဲ့လက်ခံနိုင်လားဆိုရင်တန်း60တော့ပြည်သူကလက်မခံဘူးသူတို့ သူတို့ဘက်ကပါတဲ့လူတွေကလွဲလို့ပေါ့နော်သူတို့ဘောမနေတဲ့လူတွေကလွဲလို့တန်း60တော့ပြည်သူကဘသူမှလက်မခံပါဘူးခင်ဗျာဒါကတော့ကလေးသွားမေးတော်သိပါတယ်အဲ့တော့ကျွန်တော်တို့ကအပြည်သူကိုလက်သင်ခံမလားလက်သင်မခံမလားလို့မမေးရတော့ဘူးပြည်သူကဘလို့မှလက်သင်ခံမှာမဟုတ်သို့တော့ပြည်တွင်းမှာနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အခက်အခဲအကျက်တဲကြောင့်မလို့ပါဝင်ကောင်းပါဝင်ပါလိမ့်မယ်ဒါပေမဲ့မိမိရဲ့ဆန္ဒယဉ်နေရပါဝင်ပါခြင်းလို့တော့မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ကယုံကြည်ပါတယ်ခင်ဗျာ ဘယ်မဲပေးပေးသူတို့ပဲရမှာပဲဟာဒါပါပဲဘသူပဲပေးပေးဘယ်ခလုတ်ပဲနှိမ့်နှိမ့်ကြမ်းခိုင်ရဲကြမ်းခိုင်ရဲပါပဲဟုတ်ကဲ့ပါသူတို့လှုပ်ချင်တာရွေးလှုပ်မှာဟုတ်ကဲ့ပါဗျာကိုခင်လိုက်နုစနီးမောင်နဲ့အနေနဲ့ဒီဝိကောက်ပွဲကနိုင်ငံကြီးလှဲ့ကွယ်လို့ရှုမြင်ပါသလားထင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကဘလို့ပဲဖြစ်ဖြစ်ပြေးပေါက်မှမရှိတာဒီလှဲ့ကွက်ကြီးပဲသုံးပြီးတော့ဒီအပေါက်ကနေပဲသူတို့လွတ်လန်းရှာมาလေအဲ့တော့သူတို့ရဲ့ခွေးထွက်ပေါက်ပဲပေါ့ ဒီခွေးထွက်ပေါက်ကိုကျွန်တော်တို့ကလည်းလက်သက်ခံရအကြောင်းမရှိပါဘူးဟိုတနေ့ကဇော်မဲလုံးပြောသွားသူပေါ့နော်ဟာတိုင်းရင်းသားလူမျိုးတွေကလည်းသူတို့သစ္စာမရှိကြဘူးပေါ့သူတော်ငုံနေပြီမဲလုံးတော်မှာအမျိုးမျိုးလှဲသားကြတယ်ပေါ့သူတို့တွေကဘာဖြစ်နေကြလဲကျွန်တော်တို့မှပြေးရမှရှိတော့နောက်ဆုံးနဲ့ပြထွက်ပြေးရုံပဲရှိတော့တယ်တဲ့မဲလုံးကိုယ်တိုင်ဝန်ခံထားပြီပြီအဲ့တော့ကျွန်တော်တို့ကဒီကောင်တွေရဲ့ခွေးထွက်ပေါက်ကိုပေးလဲမပေးဘူးပေးမှလည်းမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်နိုင်ကလည်းရှေ့ကနေရဲဝန်း ဆက်ပြီးတော်လန်သွားမှာပါခင်ဗျာထောက်ဖို့ဆိုတာကဒီတိုက်ပွဲဝင်ရဲဘော်တွေရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရတဲ့အနေအထားမှရှိတယ်ပေါ့နော်အဲ့တော့ကိုခင်လိုင်းတို့ဒီထောက်ဖို့ကဏ္ဍကစစ်အာဏာရှင်ရဲ့ရွေးကောက်ပွဲကိုတော်လန်တဲ့အနေနဲ့ဘလို့တုတ်ပြန်ဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့စီစဉ်ထားပါတယ်ဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့ကအဲခုနအမမေးသလိုပေါ့နော်ရဲဘော်တွေရဲ့အသက်သွေးကြောဆိုတာတော့မှန်ပါတယ်သို့တော့အဲကျွန်းကိုင်းပြီးကိုင်းကျုံပြီးပေါ့နော်ကျွန်တော်တို့ရှိလို့ရဲဘော်တွေတိုက်လို့ရတယ်ရဲဘော်တွေတိုက်နေလို့ကျွန်တော်တို့တိုင်းပြည်က လွတ်လပ်လာတယ်ပေါ့နော်ဖြည်းဖြည်းနဲ့အဲ့ဒီလိုမျိုးပဲအဲကျွန်တော်တို့ထောက်ဖို့ကံကဏ္ဍကနေပြီးတော့ဒီရွေးကောက်ပွဲကိုဘယ်လိုလှုပ်ဆောင်နိုင်လဲဆိုရင်ကျွန်တော်တို့အခုလိုမျိုးနိုင်ရဝင်အင်တာဗျူးတွေဖြေမယ်နိုင်ငံတကာကိုကျွန်တော်တို့ရတင်းမယ်ပြီးရင်ကျွန်တော်တို့တက်နိုင်တဲ့ဆန္ဒပြမှုတွေအခုလိုမဲဆောင်မှာနာမည်ကြီးသွားတယ်လို့မျိုးပြုံပြုံလေးလိုလိုမျိုးပေါ့နော်ကျွန်တော်တို့တွေကသူတို့ကိုမထောက်ခံခြင်းအပြင်ကျွန်တော်တို့ဘက်ကကလူတွေက တော်လိုင်းရေးနဲ့ပတ်သက်တဲ့အလုပ်တွေကျွန်တော်တို့လုပ်ကြမယ်လက်ရှိကျွန်တော်တို့ဘိုက်ကော်တွေထိထိရောက်ရောက်လုပ်မယ်ပြီးရင်ကျွန်တော်တို့အမောင်ခေရဲ့အခုတော်လန်တီးဆိုတဲ့တရှင်မျိုးတွေကျွန်တော်တို့ရဲ့ဓာမျိုးတွေကိုကျွန်တော်တို့ကဝယ်ပြီးနားဆင်ကြမယ်သူတို့နဲ့ပတ်သက်တာတွေကိုကျွန်တော်တို့မလုပ်ကြဘူးဆိုလို့ရှိရင်ဒါကြီးရဲ့လုံးဝကိုသူတို့ဘက်ကအောင်မြင်စရာမရှိဘူးသို့တော့သူတို့ကတော့ခုနပြောသလိုပဲနော်ဘသူတယောက်တည်းမဲပေးလေသူတို့ကနိုင်ပါပဲအနိုင်ယူပါပဲဒါတော့သူတို့ထက်ထည့်ပြောရတာကဗဇက်တနာပါလေခင်ဗျဟုတ်ကဲ့ပါဗျာ အဓိကကတော့အဖက်မလုံခြင်းအမှုပညာပါပဲအဲကိုလင်းပြောသူပေါ့ဆော့ဖက်မလုံခြင်းအမှုပညာနဲ့ပဲကျွန်တော်ကတော်လန်ကြတာဟုတ်ရွေးကောက်ပွဲပေါ်မှာမတူညီတဲ့အမြင်တွေအငင်းပွားမှုတွေကြားမှာတော်လန်အင်အားစုတွေကစီလုံးညညမှုကိုဘလို့ထိမ့်သိမ့်သင့်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတော့ဟိုပေါ့နော်သူတို့အမြင်မတူတာလေးတွေဆိုတော့ခုနကပေါ့နော်ဒီဒီဘောမပေါ့နော်သူတို့ဘက်ချမ်းလူတွေပဲများပါတယ်ကျွန်တော်တို့အင်အားစုကခုနကတန်း60မှာသူတို့ကတန်းလောက်တော့ရှိရှိမှာပေါ့နော်ထားပါအ တို့၁၀တန်းရှိတဲ့ထောင်ကျွန်တော်တို့တန်း90ရှိတယ်ဒီတန်း90ကတော့အမြင်တူတယ်မြင်တူတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကသူတို့တွေကိုထိန်းချုပ်စရာတော့မလိုဘူးဒါပေမဲ့ဘလိုပေါ့နော် message ပေးခြင်းတာကျွန်တော်တို့ပြောပြခြင်းတာကတော့အဲဒီရွေးကောက်ပွဲကိုမဖြစ်မနေပါဝင်ရမယ်ဆိုရင်တော့မှမိမိရင်ထဲဆန္ဒအတိုင်းပါဝင်တာမဟုတ်ဘူးတော့ကျွန်တော်တို့ကတိုက်တွန်းခြင်းတာပေါ့နော်အဓိကပါပဲဟုတ်လားဒီဒိန်းအောင်တို့လိုအုံးသီးတို့လိုဟို ဒဲ့ကြီးဟိုတမင်တကာကြီးပါဝင်နေတယ်ဆိုရင်တော့ဒါသူတို့တမိုင်းသူတို့ရေးရမှာအချိန်တန်လို့ရှိရင်ကိုလန်းကိုရှောက်အောင်မှာပဲအဓိကဟုတ်ပါတယ်ခင်ဗျအာလက်ရှိတွန်လိုင်းကာလမှာထောက်ပို့ဇနီးမောင်တဲ့အနေနဲ့အတခြားပါများပြည့်ဆွဲပြောချင်ပါသေးတယ်လေ။ဟုတ်လက်ရှိဟိုဘောနော်ဒီပြည်သူတရလုံးကိုပြောချင်တာကတော့ကျွန်တော်တို့ကမကြခင်ပန်းနိုင်ကလက်တကန်းလိုပဲရှိတော့တယ်ဘောနော်။အဲဒါဆက်ပြီးတော့ စီရီယံမှာလည်းပါဝင်ပြီးပါနည်းနည်းလည်းတောင်းခံပြီးပါထောက်ပို့မှုများလည်းဆက်လက်ပါဝင်ပြီးပါလို့ကျွန်တော်အနေနဲ့တော့တောင်းဆိုပါရခင်ဗျာစိတ်တကြမသွားပါနဲ့ပြီးတော့အဓိကတော့ရင်ထဲအသေးသေးမှာမှန်ကန်တဲ့စစ်မှန်တဲ့ခံစားချက်ရှိဖို့ပဲလိုပါတယ်။ကျန်တဲ့ຢာတွေကနောက်ကွယ်မှာဘလို့ကြိုးကင်ထားတဲ့ဘာတွေဆိုတာငယ်တို့ကအားလုံးအရာအားလုံးနားလည်ပေးထားတာဖြစ်တဲ့အတွက်အဲသူတို့ ဟိုလှုပ်ခိုင်းလဲလှုပ်ရမှာပဲဖြစ်တဲ့အတွက်အကုန်လုံးနားလဲပါပဲခုနပြောသလိုမျိုးပေါ့နော်ယုံလေးတို့လိုအဲ့လိုတရဝင်ဟိုထက်ထဲဝင်ဝင်အရန်ကိုအားတက်တယ်ရောသူတို့ဘက်ကပါတဲ့အဲသူတွေလိုတော့လုံးဝနားမလဲပေးနိုင်ပါဘူးပေါ့နော်အဲ့ဒါတော့ကိုယ်တမိုင်းကိုရေးရမှာပါပဲဟုတ်ကဲ့ပါကျွန်တော်တို့ကအဲ့လိုမျိုးပေါ့နော်တယောက်ရှင်ကျွန်တော်တယောက်ထင်းနဲ့တော်လန်သွားမှာပါ ဘယ်လိုပဲနေနေအမှန်တရားဘက်ကနေပြီးတော့ရဲရဲရက်တီသွားမယ်အဆုံးထိလဲတိုက်ပွဲဝင်သွားမယ်လို့ဂရိတစ္ဆာပြုပါတယ်ပြည်သူများအနေနဲ့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အာခွန်အားတွေလည်းရှိကြပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းလည်းပြည့်စုံကြပါကြည်စီခင်ဗျာအခုလိုပါဝင်ဖြစ်ကြပြီးရတဲ့ကျေးဇူးများတင်ပါတယ်ရှင်ဆရာနာရှင်ရွေးကောက်ပွဲပေါ်သူတို့တန်းဆိုတဲ့အင်တာဗျူးစီစဉ်လေးကိုနားဆင်သွားရတာဖြစ်ပါတယ်နားဆင်ပြီးကြတဲ့တူချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်ဒီစီစဉ်ကိုတာဝန်ယူတင်ဆက်ပေးနေတာကတော့ကျွန်မနော်အင်တော်ကလေးပါ